တနစ်တာတမချန်းစာမှာကျူဆူပါတယ်။ယနေ့ အတူတကွဖက်ရန်တမချန်းစာမှာတရားသူကြီးမဆာခန်းကြီး16မှ18ထိဖြစ်ပါတယ်။တရားသူကြီးမဆာခန်းကြီး16ဂါဇမျိုးတို့ရှန်ဆောင်ရောက်ရှိခြင်းနောက်တဖန်ရှန်ဆောင်သည်ဂါဇမျိုးတို့တွား၍ပြည်တစာမိမကို တွေ့ပြီးလျှင် သူစီတို့ဝင်၍နေ၏ရှန်ဆောင်ယောက်ျောင်းကိုဂါဇာမြို့သားတို့သည်ကြားလျင်ဝိုင်းထားလျက်မြို့တကားဝ၌တညလုံးချောင်းမြောင်းလျက်နနက်မိုးလင်းသောအခါသူကိုတက်မည်ဟုဆို၍တညလုံးငြိမ်သက်စွာနေကြ၏ရှန်ဆောင်သည်တကောင်းတိုင်အောင်အိပ်ပြီးမှတကောင်းအချိန်၌ထား၍မြို့ကားရွတ်တို့ကို တကားတိုင်းကန့်လန့်ခြင်းနှင့်တကွာယူ၍ပခုံးပေါ်မှတင်လျက်ထမ်းသွား၍ဟေပြုံမြို့ရှိတောင်ပေါ်၌ပြစ်ထားလေ၏ရှမ်းစုံနှင့်ဒီလီလနောက်တခံစောရကြိုင်း၌နေသောဒီလီလအမည်ရှိသောမိမတယောက်ကိုချစ်ပြန်၏ဖိလိတိမင်းတို့သည်ထိုမိမစီတို့လာ၍ ရှန်ဆုံ၌ကြီးသောခွန်အားသည်အဘယ်ရာအဖြစ်တည်သည်။သူကိုချီနောင်၍နှိမ့်ဆက်ခြင်းကအဘယ်သို့တက်နိုင်မည်မည်ဟု သူကိုချုံမော်၍စူးစမ်းပါ။ငါတို့သည်ဝိုင်း၍ငွေဆက်တပိတ္တာကိုပေးမည်ဟုဆိုကြ၏။ဒီလီလာကလည်းတင်၌ကြီးသောခွန်အားသည်အဘယ်ရာအဖြစ်တည်သည်ကို၎င်း တင့်ကိုနှိမ့်ဆက်ခြင်းမှာအဘယ်သို့ချီနှောင်ရမည်ကိုလည်းကောင်းပြောပါဟုရှန်စုံအားတောင်းပန်တော်ရှန်စုံကတခါမျှမတွေးချောက်တော်လျှော်ကျိုးစိန်80နှစ်ငါကိုချီနှောင်လျင်ငါ၌ခွန်အားလျော်၍အခြားသောသူကဲ့သို့ငါဖြစ်လိမ့်မည်ဟုပြောဆို၏ထိုအခါဖိလိတိမင်းတို့သည် တခါမျှမတွေ့ချောက်တော့ရှော်ကျိုးစိန်ခုနှစ်စင်းတို့ကိုယူခဲ၍ထုံမိမ့်မသည်ရှန်စုံကိုချီနောင်လေ၏ယောက်ျားအချို့တို့သည်ထုံမိမ့်မ၏အိတ်ခမ်းထဲမှချောင်းမြောင်းလျက်နေသည် ဖြစ်၍မိမ့်မကရှန်စုံဖိလိတိလူတို့သည်တင့်ကိုတိုက်လာကြသည်ဟုဆိုသောသူသည်မိထီတော် ပိုက်ဆံချီကဲ့သို့ထိုကျိုးတို့ကိုဖျက်လေ၏တို့ဖြစ်၍သူဤခွန်အားကိုမတိရကြဒီလီလာကလည်းတင်ဒီငါကိုကြည်စား၍မူတာကိုတာပြောပြီးတင့်ကိုအဘယ်သို့ခြိနှောင်ရမည်ကို ယခုပြောပါဟုရှံစုံအားတောင်းပန်တော်သူကမတုံးဘူးသောကြိုးတင်နှင့်ကြက်ကြက်ခြိနှောင်လျင် ငါ၌ခွန်အားလျှော့၍အခြားသောသူကဲ့သို့ငါဖြစ်လိမ့်မည်ဟုပြောဆိုသည့်အတိုင်းဒေလီလာသည်ကျိုးတစ်တို့ကိုယူ၍ခြိနှောင်ပြီးမှထိုခန်း၌ချောင်းမြောင်းသောသူအချို့ရှိနေလျက်ရှန့်ဆုံးဖိလိတိလူတို့သည်တင့်ကိုတိုက်လာကြသည်ဟုဆိုသောရှန့်ဆုံးသည်လက်ယုံ၌ခြိသော ကျိုးတို့ကိုအချီကဲသူဖြစ်လေ၏ဒီလီလာကလည်းယခုတိုင်အောင်တင်ဒီငါကိုကြည်စား၍မူတာကိုသာပြောပြီးအဘေတို့ချီနောင်ရမည်ကိုပြောပါဟုရှန်စုံအားတောင်းပန်တော့သူကနာဆပင်ခုနှစ်စုတို့ကိုရကန်သား၌ရက်သွင်း၍ထရန်တွင်စိုးနှင့်ရိုက်ထားလျင် ငါ၌ခွန်အားလျော့၍အခြားသောသူကဲ့သို့ငါဖြစ်လိမ့်မည်ဟုပြောဆိုသည့်အတိုင်းဒီလီလာသည်သူ၏စပင်ခုနှစ်ဆုတို့ကို ရကန်သား၌ရက်သွင်း၍ထျံတွင်ဆိုးနှင့်ရိုက်ထားပြီးမှရှန့်ဆုံးဖိလိတိလူတို့သည်တင့်ကိုတိုက်လာကြသည်ဟု ဆိုသော ရှန့်ဆုံးလို၍ဆုရကန်းစင်နှင့် ရကန်းသားပါဆွဲနှုတ်လေ၏ ဒီလီလာကလည်းတင်ဒီငါကိုချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက်အဘယ်သို့ပြောနိုင်သနည်းတင်၌ကြီးသောခွန်အားသည်အဘယ်အရာအဖြစ်တည်တည်ကိုမပြောသုံးကြိမ်တိုင်အောင်ငါကိုကြည်စားပြီဟုဆို၏ထို့သို့ဒီလီလာသည်နေတိုင်းပူဇာ၍သူအသက်တည်လူအောင်နှောက်ရတော်ကြောင့်ရှံဆောင်သည် မိမိစိတ်နှလုံး၌ရှိသမျှအတိုင်းပြော၍နာစပင်ကိုတခါမျှမရိပ်သေးအမိဝမ်းထဲမှဆာ၍ဖျားသခင်ဤနာဇရီလူဖြစ်၏နာစပင်ကိုရိပ်လျင်ငါ၌ခွန်အားလျှော့၍အခြားသောသူကဲ့သို့ငါဖြစ်လိမ့်မည်ဟုပြောဆို၏ထို့သို့မိမိစိတ်နှလုံးထဲမှာရှိသမျှအတိုင်းပြောကြောင်းကိုဒေလီလာတိလျင် ဖိလိတိမင်းတို့ကိုတဖန်ခေါ်၍ယခုတခါလာကြပါဦးသူသည်မိမိစိတ်နှလုံးရှိသမျှအတိုင်းပြောပြီးဟုမှားလိုက်သဖြင့်သူတို့သည်ငွေကိုစောင်းယူခဲ့လျက်လာကြ၏ဒီလီလာသည်ရှန်စုံကောင်းကိုမိမိဒူးပုံမှာတင်လျက်သူကိုအိတ်စေသဖြင့်လူတယောက်ကိုခေါ်၍ ူဤစပင်ခုနှစ်စုတို့ကိုရိတ်စေပြီးမှသူကိုနှောက်ရက်စပြု၍သူဤခွန်အားသည်လျှော့ပြောက်ဤမိမကလည်းရှန့်ဆုံးဖိလိတိလူတို့သည်တင့်ကိုတိုက်လာကြသည်ဟုဆိုသောရှန့်ဆုံးနိုး၍ထာဝရဖျားဆွတ်တော်မူကြောင်းကိုမရိပ်မိသောကြောင့်အရင်ကဲ့သို့ငါထွက်၍အာထုံမည်ဟု အကြံရှိတော်လဲ။ ိလိတိလူတို့သည်ခန်းစည်း၍သူမျက်စိကိုဖောက်ပြီးမှကာဇာမျိုးတို့ယူသွားပြီးလျှင်ခြေဝါကျိုးနှင့်ချီနှောင်၍ထောင်အိမ်၌ကျိတ်ဆုံနှင့်ကျိတ်စီကြ၏ရှန်ဆုံသေးဆုံးချင်းရှန်ဆုံစပင်ရိတ်သောနောက်တခံပေါက်ပြန်သောအခါဖိလိတိမင်းတို့ကိုငါတို့ဖျားသည်ငါတို့ရန်သူကို ငါတို့လက်တို့အတော်မူပြီးဟုဆိုလျက်သူတို့ဖျားဒါကုံအားရစ်ကြီးကိုပူဇော်၍ပြုံးမွေခြင်းကိုပြုအပ်တော်မှာစီဝေးကြ၏လူများတို့သည် ရှံဆောင်ကိုမြင်သောအခါငါတို့ဖျားသည်ငါတို့ပြည်ကိုဖျက်ဆီး၍ပြည်သားအများတို့ကိုတတ်တော်ငါတို့၏ရန်သူကိုငါတို့လက်တို့အတော်မူပြီးဟု မိမိတို့ဖျားကိုချီးမွမ်းကြ၏စိတ်နှလုံးရှင်လန်းသောအခါရှန်ဆောင်ကိုခေါ်ခဲ့မာတို့ဖို့ကစားပါလေစေဟုဆိုသည်ဖြင့်ရှန်ဆောင်ကိုထောင်အိမ်မှခေါ်ခဲ့၍သူသည်ကစားရ၏သူကိုယ်လည်းဇရက်တိုင်ကြားမှထားကြ၏ရှန်ဆောင်ကလည်းဇရက်တိုင်တို့ကိုငါမိ၍နေရအောင် လက်နှင့်တွေ့ပါရစေဟုလက်ဆွဲသော လူကလေးကို အခွင့်တောင်း၏ထိုစရက်၌ယောက်ျားမိန်းမတို့သည်အပြည့်ရှိကြ၏ဖိလိတိမင်းအပေါင်းတို့လည်းပါကြ၏စရက်မိုးပုံမှာလည်း3000မြလောက်သောယောက်ျားမိန်းမတို့သည်ရှန်စုံကစားသည်ကို ကြည့်ရှုလျက်ရှိကြ၏ရှန်စုံကလည်းအိုအရှင်ထာဝရဖေယား အကျုံနှုတ်ကိုအောက်မေ့တော်မူပါအကျုံနှုတ်မျက်စိနှစ်ဖက်ကိုဖောက်တော်ခိလိတိလူတို့၌တပြိုင်နက်အပြစ်တံပေးနိုင်မည်အကြောင်းယခုတချိန်မြတာခွန်အားကိုပြန်ပေးတော်မူပါဖရာဟုထာဝရဖရာအားဆုတောင်းပြီးမှဇရက်ခေါင်နိုင်နှစ်တိုင်တို့ကိုလက်ရလက်လဝဲလက်နှစ်ဖက်နှင့်ကိုင်း၍မိနီလျက်အကျုံနှုတ်သည် ထိလိတိလူတို့နဲ့အတူတေပြားစေဟုဆိုလျက်အာထုံ၍ကိုကိုညှို့ချသဖြင့်ဇယက်တီမင်းများလူများအပေါင်းတို့အပေါ်မှာလဲ၍ဖိလေဤထို့သို့အသက်ရှင်စဉ်အခါတက်ခဲ့သည်ထက်တည်စဉ်အခါတာ၍များသောသူတို့ကိုတက်လေဤသူညီများအဆွေမျိုးများအပေါင်းတို့သည်လာ၍ အလောင်းကောင်ကိုထမ်းသွားပြီးလျင်ဇောရမျိုးနှင့်အေရှာတော်လာမျိုးဆက်ကြားတွင်အဖမာနော်ဤတင်းကြိုင်း၌တကြိုးကြ၏သူသည်ဤတေလအမျိုးကို အနှစ်20အုပ်စိုးတည်းတရားသူကြီးမတ်စာခန်းကြီး16နှင့်မိခာဤယုတ်တုမိခာအမိရှိသောအေဖရိန်တောင်သားတယောက်ရှိ၏သူသည်အမိအား အိုမေပျောက်တော့ငွေအကျုံးရှိမှာချိန်စဲသောစကားကိုပြောတော့ငွေဆက်တဲ့ပိတ်တာသည်အကျုံး၌ရှိပါ၏အကျုံးယူမိပြီဟုဆိုတော့အမိကနာတာထာဝရဖရာကောင်းကြီးပြတော်မူပါစေတော်ဟုဆို၏ထုံငွေဆက်တဲ့ပိတ်တာကိုအမိအားပြန်ပေးတော်ခါအမိက ငါသားသည်ထုသောယုတ်တုနှင့်တွန်းသောယုတ်တုကိုလှုပ်เสียဖို့ဤငွေရှိသည်များကိုထာဝရဖရာအားငါပူဇော်နှင့်ပြီးဒုခိ၍ငါသားအားယခုငါပြန်ပေးမည်ဟု ဆိုတော်လေသားသည်ထုံငွေကို အမိအားပြန်ပေး၏အမိသည်လည်းနှစ်ပိတ်တာကို ယူ၍ပဒိန်သမား၌အတ္တဖြင့် ူသည်ထုသောယုတ်တုနှင့်တွန်းသောယုတ်တုကိုလှုပ်၍ယုတ်တုတို့သည်မိခအိမ်၌ရှိ၏ထိုလူမိခသည်ဖျားเจ้าရှိ၍တင်တိုင်းတော်နှင့်တေရယုတ်တုကိုလှုပ်ပြီးမှမိမိသားတယောက်ကိုမိမိရဲ့ပရောဟိတ်အရာ၌ခံထားလေ၏ထိုကာလ၌ဣတယေလရှင်ဘရင်မရှိလူတိုင်းမိမိစိတ်အလိုရှိသည့်အတိုင်းပြုသည် ယူဒအမျိုးနှင့်ဆက်ဆိုင်သောဗက်လင်ယူဒမျိုးသားလေဝိအမျိုး လူလင်တယောက်သည်ဗက်လင်မျိုးမှာတဲခို၍နေပြီးလျင်တဖန်ထွက်သွား၍တဲခိုစရာရက်ကိုရှာလျက်ထီးသောသဖြင့်အီဖရင်တောင်မိခာအိမ်သို့ရောက်လေ၏မိခာကလည်းတင်သည်အဘေကလာသည်နီဟုမေးတော် လူလိန်ကနာဒီယူဒခရိုင်ဖက်လင်မြို့သားလေဝိလူဖြစ်၏တဲခုစရာအရက်ကိုရှာ၏ဟုပြန်ပြောသောမိခါကအချုံမုံနှင့် အတူနေပါအချုံမုံ၏အဖအချုံနှုတ်၏ယေဘရောဟိတ်လုတ်ပါအကျုံနှုတ်သည်တနစ်တနစ်လျင်ငွေကျက်30နှင့်အဝတ်စုံကို၎င်းစားစရာကို၎င်း ပေးပါမည်ဟုတင့်ဖိတ်တော်ခါလေဝိလူသည်ဝင်၍ထိုသူနှင့်အတူနေခြင်းကဘလို့ရှိသဖြင့်တာကဲ့သို့ဖြစ်လေ၏မိခါသည်လည်းထိုလေဝိလူလင်ကိုမိမိရဲ့ပရောဟိတ်ရာ၌ခံထားသည့်အတိုင်းလူလင်သည်ရေပရောဟိတ်လုံ၍မိခါအိမ်၌နေ၏မိခါကလည်းယခုမှလေဝိလူသည် နာဤယေပရောဟိတ်ဖြစ်သောကြောင့်ထာဝရဖရာသည်နာ၌ကျေးဇူးပြုတော်မူမည်ကိုနာတိတိဟုဆို၏တရားသူကြီးမတ်စာခန်းကြီး78မိခါနှင့်တန်အလွယ်ဝင်များထူကာလအခါဤတရီလာရှင်ဘရင်မရှိစဉ်တန်အမျိုးသားတို့သည်အမွေခံစရာမျိုးကိုရှာကြ၏ထူကာလတိုင်အောင် အခြားသောဣတရီလအမျိုးတို့တွင် အမွေခံထိုက်သည့်အတိုင်းမခံရသည်ဒုဖြစ်၍ဒံအမျိုးသားတို့သည်ပြည်ကိုကြည့်ရှုစူးစမ်းစေခြင်းမှာမိမိတို့အမျိုးသားခွန်အားကြီးသော သူရဲ၅ယောက်တို့ကို သူတို့နေရာရက်စောရမျိုးအေရှားဒေါ်လာမျိုးမှဆေလွတ်လျက်ပြည်ကိုတွား၍စူးစမ်းကြလောဟုမှားလိုက်ကြသည့်အတိုင်း ူတို့သည်အဖရိန်တောင်မိခအိမ်တို့ရောက်ပြီးလျင်တဲခူ၍နေကြ၏မိခအိမ်၌ရှိစဉ်ခါလေဝိလူလေ၏စကားတန်ကိုမှတ်မိ၍သူနေရာသို့ဝင်လျင်တင်ဒီဤအရက်တို့အဘဲเจ้าရောက်သည်နီဤသူနှင့်အဘဲတို့ဆိုင်သည်နီအဘဲတို့လှုပ်၍နေသည်နီဟုမေးတော်ထိုသူက မိခါသည်ဤမိသောအမှုဤမိသောအရာကိုပေး၍ငါကိုငားသဖြင့်ငါသည်သူဤယေပရောဟိတ်လုံနေသည်ဟုပြန်ပြော၏သူတို့ကလည်းအကျွန်ုပ်တို့သည်ယခုခီးသွားရာတွင်အကြံမြောက်မီမမြောက်မီကိုတိမိအကြောင်းဖျားသခင်ကိုမေးမြန်းပါလို့ဟုတောင်းပန်သည့်အတိုင်းရှေပရောဟိတ်ကငြိမ်ဝှက်စွာသွားကြလော့ သင်တို့သွားရလံကိုသာဝရဖရာကြည့်ရှုတော်မူသည်ဟုပြန်ပြော၏ထိုလူ၅ယောက်တို့သည်ထွက်သွား၍လဲရှမျိုးတို့ရောက်သည်ဖြင့်မျိုးသားတို့သည်စီးတုံမျိုးသားတို့တတိမရှိတကယ်သူတတိမရှိမစိုးရိမ်ပဲငြိမ်ဝှစွာနေကြောင်းကို၎င်းဆုံးမပိုင်သောမင်းမရှိကြောင်းကို၎င်း စီတုံအမျိုးသားတို့နှင့်ဝေ၍အဖေသူနှင့်မြအမှုမဆိုင်ကြောင်းကို၎င်းကြည့်ရှုပြီးမှအမျိုးသားချင်းရှိရာသောရာမျိုးအေရှာတော်လာမျိုးတို့ပြန်လာ၍အမျိုးသားချင်းတို့ကတင်တို့သည်အဖေတို့ပြောကြမည်နီဟုမေးတော်သူတို့ကထား၍တွားတိုက်ကြကုန်အံ့ထူပြည်သည် ကောင်းမွန်သောပြည့်ဖြစ်သည်ကိုငါတို့မြင်ပြီးညင်ဝှစွာနေကြသေးသလားထိုပြည်ကိုတည်ယူဝင်စားခြင်းကမဖြစ်နှွဲကြနဲ့။တွားလင်တတိမရှိသော လူမျိုးနဲ့ကျေဝန်းသောပြည်ကို တွေးကြလိမ့်မည်။ဖျားသခင်သည်တင်တို့လက်၌အတော်မူမည်။ထိုပြည်၌ ြေကြီးဥစ္စာစုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏ထိုအခါစောရယာမျိုးအီရှတ်တောလာမျိုးမှဒံမျိုးသားလူ600တို့သည်စစ်တိုက်လက်နက်ပါလျက်ခြိသွားကြ၏တွားရတွင်ယူဒခရိုင်ကိရိယယာရိမျိုးမှစခန်းချကြ၏ထိုရက်ကိုယနေ့တိုင်အောင်ဒံအမျိုးတက်ဟူ၍တွင်သည် ကိဝရရာရီမျိုးနောက်မှရှိ၏ထိုအရက်မှသွား၍အေဖရင်တောင်၌မိခာအိမ်သို့ရောက်ကြ၏ထိုအခါလေရှာမျိုးကိုစူးစမ်းခြင်းငါသွားသော သူငါးယောက်တို့ကဤအိမ်တို့၌တင်တိုင်းတော်တရရုပ်တုထုသောရုပ်တုသုံးသောရုပ်တုရှိကြောင်းကိုသိသလောအဘယ်သို့ပြုရမည်ကို စင်ကြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုတော့သူတို့သည် ထိုအရက်တို့လှဲ့သွားသဖြင့်လေဝိလူလင်နေရာမိခအိမ်တို့ရောက်၍သူကိုနှုတ်ဆက်ကြ၏စစ်တိုက်လက်နက်ပါတော့ဒံမျိုးသား600တို့သည်တကားဝ၌နေကြ၏လေရှာမျိုးကိုစူးစမ်းတော့လူ9ယောက်တို့သည် မိခအိမ်တို့ဝင်၍ထုသောယုတ်တုတင်နိုင်တော်တေဝဲယုတ်တုသုံးသောယုတ်တုတို့ကို ရှစ်ပရောဟိတ်ရှိမှယူကြ၏ရှစ်ပရောဟိတ်ကလည်းအဘဲတို့ပြုကြသည်နီဟုမေးတော်သူတို့ကတိတ်ဆိတ်စွာနေပါကိုရောနှုတ်ကိုလက်နှင့်ပိတ်၍အကျုံနှုတ်တို့နှင့်ကြွပါအကျုံနှုတ်တို့အဖလှုပ်ပါရှစ်ပရောဟိတ်လှုပ်ပါ တအိမ်တော်၌သာရှပရိုဟိတ်လောက်ကောင်းသလောဣတယီလာအမျိုးຫນွယ်တို့တွင် တမျိုးတຫນွယ်လုံး၌ရပရိုဟိတ်မလောက်ကောင်းသလောဟုဆိုကြတော်ရှပရိုဟိတ်သည်ဝမ်းမြောက်၍တင်တိုင်းတော်တိဝဲယုတ်တုထုသောယုတ်တုကိုယူလျက်ထိုလူစုထဲသို့ဝင်သွားလေ၏ထိုသူတို့သည် သူငယ်များတိရိစ္ဆာန်များ ဝစ်စလေများကိုအူးသွားစေသဖြင့်ကိုယ်တိုင်လိုက်လျက်လှဲ့သွားကြ၏မိခအိမ်နှင့်ဝေးသောအခါမိခဤအိမ်ကြီးချင်းတို့သည်စီဝေး၍ဒံမျိုးသားတို့ကိုမီအောင်လိုက်ကြ၏ကျွေးကြောသောအခါဒံမျိုးသားတို့သည်လှဲ့ကြည့်လျက်တင်သည်အဖေခင်းရှိ၍လူပေါင်းတို့နှင့် လိုက်လာသည်နီဟုမိခအားမိသောမိခကတင်တို့သည် ငါလောက်တော့ဖျားရိုးနဲ့ယေပရောဟိတ်ကိုယူသွားကြသည်တကားထိုအရာမတပါငါ၌အဘယ်အရာရှိသနည်းသို့တော်လေတင်တို့ကအဘယ်ခင်းရှိသနည်းဟုငါကိုမေးကြသည်တကားဟုဆိုလေတော့ဒံမျိုးသားတို့ကငါတို့တွင်တင့်စကားကို မကြားပါစေနှင့်သူမဟုတ်စိတ်ဆိုးသောသူတို့သည်တင့်ကိုတိုက်၍တင့်အသက်နှင့်တင့်အိမ်သားတို့အသက် ဆုံးကောင်းဆုံးလိမ့်မည်ဟုဆိုလျက်ခီးသွားကြ၏မိခါသည်သူတို့ကိုမိမိမနိုင်သည်ကိုတည်၍မိမိအိမ်သို့ပြန်သွားလေ၏ဒံအမျိုးသားတို့သည်မိခါလုတ်သောအရာတို့နှင့်သူနိုင်နေသောရှိပရောဟိတ်ကိုယူသွား၍တတိမရှိငြိမ်ဝှက်စွာနေသောလဲရှမျိုးသားတို့စီတို့ရောက်သည်ဖြင့်ဓာနှင့်လုတ်ကြံ၍ မြို့ကိုမီးရှို့ကြ၏စီတုံမျိုးနှင့်ဝေးသောကြောင့်လည်းကောင်းအဘယ်သူနှင့်မျှအမှုမဆိုင်သောကြောင့်လည်းကောင်းကဲနှုတ်တော်သူမရှိထိုမျိုးသည်ဖရဟောဘမျိုးနားမှရှိသောဂျိုင်းနိုင်တီ၏ထိုအရ၌မြို့တစ်ကိုတည်၍နေကြ၏ထိုမျိုးကိုသူတို့အမျိုး၏အဖဣတရီလာဤတာဒံအမိကိုမီသည်ဖြင့် ဓာမျိုးဟူ၍တွင်ကြ၏ထိုမျိုးအမိဟောင်းပါလဲရှာတီဓာမျိုးသားတို့သည်မိခါထုသောယုတ်တုကိုတီထောင်၍မနာရှိသားဂေရှုံဤသားယောနသန်နှင့် သူဤသားတို့သည်တစ်တာတော်ကိုတိမ်သွားသည်နေတိုင်အောင်ဓာမျိုး၌ရစ်ပရောဟိတ်လောက်ကြ၏ဖျားသခင်ဤအိမ်တော်သည် ရှီလုံးမျိုး၌ရှိသည်ကာလပတ်လုံးမိခါသွန်သောယုတ်တုကိုလည်းတီထောင်ကြ၏ထာဝရဖရာသည်မကောင်းသော အမှုအရာ အလုံးစုံတို့ကိုကွယ်ကား၍မိတ်ဆွေ၏အသက်ကိုစောင့်တော်မူပါစေသောအာမင်